အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအရင်သမ္မတဂျိုးဘိုင်ဒန်ရဲ့ဤပညာမူဝါဒတွေကတခုဖြစ်တဲ့ Chips ပြအပ်ဥပဒေကိုဖျက်သိမ်းဖို့တိုက်တွန်းခဲ့တယ်လို့ Nikkei အရှာကဖော်ပြခဲ့ပါတယ်။ထရန့်ဟာမလ၄ရက်ညပိုင်းကဒုတိယတက်တန်းအတွက်လွှတ်တော်မှာပထမဆုံးအကြိမ်မင်းကိုပြောကြားရမှာအဲ့လိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။မကြသေးမီကဂျပန်ရဲ့ SoftBank ၊ Taiwan ရဲ့ TSMC လိုနိုင်ငံပေါင်းစုံမှဖွင့်လှစ်ထားတဲ့ဤပညာကုမ္ပဏီတွေဟာအမေရိကန်မှာယင်းဤမြုပ်နှံမှုအသစ်တွေပြုလုပ်ဖို့ကြီးညာခဲ့ကြတယ်လို့ထရန့်ကပြောပါတယ်။ အဲ့ဒီလိုနီးပညာကုမ္ပဏီတွေကိုဆွဲခေါ်ဖို့ဒေါ်လာဘီလီယံချီကုန်ကျမဲ့အဥပဒေမျိုးမလိုအပ်ကြောင်းထရန်ကပြောပါရယ်ပြပကုမ္ပဏီတွေကိုကျွန်တော်တို့ပတ်စံနေထမ်းမပေးတော့ပါဘူးခမားတို့ရဲ့ချစ်ပြအဥပဒေကတော်တော်ဆူရပါတယ်ကျွန်တော်တို့ကဒေါ်လာဘီလီယံချီပေးနေရပါတယ်ဒါကအတိတ်ပဲလုံးဝမရှိဘူးလေလို့ထရန်ကပြောကြခဲ့ပါရယ်2022ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့ဘိုင်ဒန်လက်မှတ်ရေးထိုးခဲ့တဲ့အဲ့ဒီအဥပဒေကိုအထက်လွှတ်တော်မှအတည်ပြုဖို့မဲခွဲဆုံးဖြတ်ခြင်းအတွင်း Republican အမတ်18ဦးကထောက်ခံမဲ့ပေးခဲ့ကြပါရယ်အဲ့ဒီဥပဒေအရအမေရိကန်နိုင်ငံအတွင်းတပိုင်းလျက်ကိုပြစ်စီထုတ်လုပ်တဲ့စက်ရုံတည်တည်ထူထောင်တဲ့ ုမ္ပဏီတွေကိုအမေရိကန်ကထောက်ပံ့ကြေးပေးဖို့အတွက်ဒေါ်လာ39ဘီလီယံရထားခဲ့ပါတယ်။ဒါပေမဲ့လည်းဘိုင်ဒန်အစိုးရအဖွဲ့တက်တမ်းမကုန်ပြီးအဲ့ဒီထောက်ပံ့ကြေးပေးဖို့ရထားတဲ့ဒေါ်လာ39ဘီလီယံထဲကအများစုကချစ်စပြားထုတ်လို့ရေးကုမ္ပဏီတွေကိုထောက်ပံ့ပေးဖို့ကတိပြုခဲ့ပြီးဖြစ်တာကြောင့်စာချုပ်တွေလည်းချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။ဥပမာအဖြစ်အဲ့ဒီအဥပဒေအရ TSMC ကုမ္ပဏီကအမေရိကန်မှာချစ်စပြားထုတ်လို့ရေးစက်ရုံတက်ဆောက်လုပ်ဖို့အတွက်အမေရိကန်အစိုးရထံကရရှိမဲ့ထောက်ပံ့ကြေးစုစုပေါင်းဒေါ်လာ6.6ဘီလီယံတွေကဒေါ်လာ3.5ဘီလီယံကိုလက်ခံရရှိခဲ့ပြီးဖြစ်ပါတယ်။